။အိုယမ်မင်းကြီးလီယို40ဟာသူ့ရဲ့ပထမဆုံးအကြိမ်နိုင်ငံခြားခီးစဉ်ရဲ့ဒုတိယနေ့မှာတူရကီနိုင်ငံအစ်နစ်မြို့ရှိတမိုင်းဝင်နေရာများကိုသွားရောက်ခဲ့ပါတယ်။ဒီနေရာဟာလွန်ခဲ့တဲ့နှစ်1900ကန်းကခရီးရန်ဘာသာရဲ့ခေါင်းဆောင်တွေပထမဆုံးအကြိမ်စုံစည်းခဲ့ကြတဲ့နီကေယာကောင်စီကိုကျင်းပခဲ့တဲ့နေရာဖြစ်ပါတယ်။ဒီစည်းဝေးကနေပဲဒီကနေ့တိုင်းဖျားရှိကိုเจ้าနေမှာရွတ်ဆိုနေကြတဲ့ဖျားဝါရတက်စာခရစ်ကိုထုတ်ပြန်ခဲ့တာပါ။ ပထမဆုံးအမေရိကန်လူမျိုးပိုယဟမင်းကြီးဖြစ်တဲ့လီယို14ဟာကမ္ဘာတဝန်းရှိ အရှေ့ပိုင်းအော်တိုဒေါခရီးယန်ရဲ့ခေါင်းဆောင်ဘာတော်လူမျိုးနဲ့အတူဆူတောင်းခဲ့ပါတယ်။သူတို့ဆူတောင်းခဲ့တဲ့နေရာကတော့ AD 325ခုနှစ်မှာအစောပိုင်းခရီးယန်ဖျားကြောင်းတော်တွေကိုပြိုကွဲစေမဲ့အယူဝါဒပိုင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့ဘုန်းတော်ကြီးတွေစုဝေးခဲ့ကြတဲ့ရေကန်ဘေးရှိဖျားကြောင်းအပျက်စီးများကြောင်းမှာဖြစ်ပါတယ်။ပိုယဟမင်းကြီးလီယို14ကမိန့်ခွန်းပြောကြခဲ့ရမှာစစ်ပွဲအကြမ်းဖက်မှု ဒါမှမဟုတ်အစွန်းရောက်ဝါဒစိတ်ထက်တမှုအမျိုးမျိုးကိုတရားမျှတစေဖို့ဘာသာရေးကိုအသုံးချခြင်းအားပြင်းပြင်းထန်ထန်ညှင်းပယ်ရမယ်လို့ပြောကြားခဲ့ပါတယ်။အစားထိုးအနေဖြင့်လိုက်နိုင်ရမယ့်လမ်းကြောင်းတွေကတော့ညီကိုများဘက်မှစုံစည်းခြင်း၊ဆွေးနွေးခြင်းနဲ့ဥပပေါင်းဆောင်ရွက်ခြင်းတို့ပဲဖြစ်ပါတယ်လို့ဖြည့်စွက်ပြောကြားခဲ့ပါတယ်။အိုယန်မင်းကြီးလီယို40ဟာဒီခီးစဉ်ကိုခရီးယန်ဂိုင်းကနာတွေကြားစီလုံးညီညွတ်ရေးအခြားဘာသာရေးနဲ့လူမှုအတိုင်းဝိုင်းတွေကြားစီလုံးညီညွတ်ရေးအတွက်တွန်းအားပေးဖို့အသုံးပြုနေပါတယ်။ တူရကီတမရအာဒိုကန်နဲ့ဂျာတာရီနေကမိကုံပြောကြရမှာကဘာပေါ်ရင်ကွဲပြားမှုနဲ့အစုဖွဲ့လိုက်ပိုင်းခြားမှုတွေဟာလူသားမျိုးနွယ်ရဲ့အနာဂတ်ကိုပါအန္တရာယ်ဖြစ်စေတယ်လို့သတိပေးခဲ့ပါတယ်။နီကေယားကောင်စီကိုအီဂရစ်ကွန်စတန်တိုင်းကခေါ်ယူခဲ့တာဖြစ်ပြီးဖျားသခင်နဲ့ယေရှုရဲ့ဆက်နွယ်မှုကိုဘလို့ရှင်းပြရမလဲဆိုတဲ့အယူဝါဒပိုင်းဆိုင်ရာ ပြဿနာတွေကိုဖြေရှင်းဖို့ရောမအင်ပါယာတဝန်းကဘုန်းတော်ကြီးတွေကိုစုစည်းခဲ့တာပါ။အဲ့ဒီတုန်းကငင်းပွားမှုအပြင်းထန်ဆုံးကတော့ယေရှုဟာ အဆင့်တန်းမြင်မှပဲမဲ့ဖန်ဆင်းခံရသူဖြစ်ပြီးဘုရားသခင်နဲ့မတူဘူးလို့ဆိုတဲ့အလက်ဇန်ဒရီးယားဘုန်းတော်ကြီးအာရီယက်ရဲ့အယူဆပါဒီကောင်စီဟာအဲ့ဒီအယူဆကိုပယ်ချခဲ့ပြီးယေရှုဟာအဖဘုရားသခင်နဲ့တသားရဲသော အနှစ်သာရဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်ဒီစကားကက်သလစ်တွေဒီနေ့ရွတ်ဆိုနေကြတဲ့ဘုရားဝါဒတစ္ဆာခရစ်ရဲ့အခြေခံသဘောတရားဖြစ်ပါတယ်ကောင်စီကျင်းပခဲ့တဲ့တိကျတဲ့နေရာကိုလုံခဲ့တဲ့၁၇နှစ်ခန့်ကမှအစ်နှစ်ရေကန်မှာ ရင်းမြစ်ပြင်ကျဆင်းသွားပြီးနောက်ရေအောက်ကဘာစီလီကာရဲ့အပျက်စီးတွေကြားမှာတွေ့ရှိခဲ့တာပါယခုအခါမှာတော့ကန်ဆန်နာရေကျသွားတာကြောင့်ဘုရားကျောင်းတော်ရဲ့အပျက်စီးစိတ်ပိုင်းတွေဟာရှောက်တွေ့တဲ့မြင်းမြစ်နာပြင်ပေါ်မှာပေါ်နေပြီဖြစ်ပါတယ်တောက်ကြာနေကပိုဂျမ်းမင်းကြီးလီယို14နေအရှေ့ပိုင်းအော်တိုဒေါခရီယန်ရဲ့ခေါင်းဆောင်ဘာတော်လမျိုးတို့ဟာအစိုးပါပျက်စီးတွေပေါ်မှာပူပေါင်းပြီးတိတ်ဆိတ်စွာဆူတောင်းခဲ့ကြပါတယ်ဒီနေ့မှာတော့ပိုဂျမ်းမင်းကြီးလီယို14နေ ရှေ့ပိုင်းအော်သိုဒော့ခရစ်ယာန်ရဲ့ခေါင်းဆောင်တို့ဟာစီးလုံးညီညွတ်မှုကိုခိမိတဲ့ပုံစံနဲ့ပြသရတဲ့အနေနဲ့ပူးတွဲကြညာချက်တစ်ခုကိုလက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ Burma Independent Voice